မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 23ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းမြန်မြို့ကနေထွက်ခွာလာတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို9ရက်ဇက်တိုက်လိုက်လံတိုက်ခိုက်ရာရင်ငါဦးတေဆုံးပြီး6ဦးကိုအရှင်ဖမ်းမိကလက်နက်၈လက်နဲ့ခဲယမ်းများကိုတင်စီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် April 14ရက်နေ့မနက်9:00ခန်းမှာမြန်မြို့တောင်ဘက်နှမိုင်ကျော်ကအကွာမှာအခြေပြုလျက်ရှိတဲ့ စက်မှုနှစ်ကနေထွက်ခွာလာတဲ့စစ်ကြောင်းဟာမြန်မြို့နယ်ဝက်ပုတ်ပြူစောတိကျေးရွာကိုမနက်၁၇နာရီကျော်ကမှရောက်ရှိလာပြီးတော့အဲ့ဒီကနေမှတဆင့်မွန်းလွဲ၂နာရီကျော်ကမှဆက်လက်ထွက်ခွာလာရာပေါ့မြို့နယ်စေးပင်ကြီးကျေးရွာနယ်ကြောက်မန်းတက်တောရှုံမြောင်အတွင်းကိုရောက်ရှိလာပြီးတော့တော်လိုင်းတပ်ဖွဲ့တွေကလိုက်လံတိုက်ခတ်ရာစစ်ကောင်စီတပ်သား၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗါးအဲ့ဒီနေ့ညနေ၅နာရီကျော်ကမှဖလန်ကိုင်းရေနံမြေကိုထွက်ခွာသွားတယ်လို့သိရပါဗါးအဲ့ဒီအကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းဟာ AP လ15ရက်နေ့ မနေ့7တနေ့ကျော်ကမှအင်အား90ခန်းနဲ့ဖလန်ကိုင်းကြီးရွာကိုရောက်ရှိသွားပြီးတော့ကာကွယ်တပ်ဖွဲ့တွေကည7တနေ့ခန်းကနေစတင်ပြီးတော့ drone ပုံသီးမြောင်များစွာနဲ့၎င်း AP လ16ရက်နေ့ည7တနေ့ခန်းကနေပြီးတော့မနေ့4နာရီခွဲအထိကို၎င်းဖြုတ်ချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ် AP လ18ရက်နေ့မနေ့9နာရီခန်းကနေစတင်ပြီးတော့ညနေ4နာရီ40မိနစ်ခန်းအထိကို drone ပုံသီး80ကျော်ဖြုတ်ချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုအတွင်းမှာရဲအုပ်တန်းစော်လင်းရဲတပ်သားထက်လင်း ရဲဒုတက်ချက်မြင်မို့ရဲတပ်သားခန့်ထက်ကျော်ရဲတပ်သားဟင်းပြေအောင်တို့နေရာမှာတင်ပွဲချင်းပြီးတိတ်ဆုံခဲ့တယ်လို့သိရပါတယ်။ဧပြီလ16ရက်နေ့ည7:00နာရီကအချိန်မှာဖလန်ကိုင်းရေနံမြေကိုရောက်ရှိလာတဲ့စစ်ကြောင်းဟာပုံအောင်ပြီးတော့ပြန်လည်ထွက်ခွာသွားတဲ့အတွက်ကြောင့်တော်လိုင်းတပ်ဖွဲ့တွေကလိုက်လံတိုက်ခတ်ရာစစ်သားနဲ့ရဲအင်အားတရာကျော်ခန့်ဟာဖလန်ကိုင်းကျေးရွာမှာပြတ်ကွယ်သွားတဲ့အတွက်ကြောင့် rocket များ drone ဘုံးသီးများနဲ့စစ်သားနဲ့ရဲများရှိရာနေရာတွေကိုဧပြီလ21ရက်နေ့ညတနားကြီးကျော်အချိန်ခန့်မှာ drone ဘုံးသီးတရာကျော်နဲ့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ ဧပြီလ22ရက်နေ့မနက်9:00နာရီကျော်ကမှအကြမ်းဖက်စစ်ကောင်စီတပ်သားများခိုးအောင်းနိုင်တဲ့နေရာများကိုတော်လိုင်းတပ်ဖွဲ့တွေကစစ်ကြောင်း၃ကြောင်းခွဲပြီးတော့ပြစ်ခတ်တိုက်ခိုက်မှုများကိုဆောင်ရွက်ရာကြောက်မန်းတဲ့အနီးမှာလက်နက်ကိုင်6ဦးတွေ့ရှိတဲ့အတွက်ကြောင့်ဝိုင်းဝန်းပြစ်ခတ်ဖမ်းဆီးရာဖလံကိုင်းရေတံတွေကရဲတွေကိုဒဏ်ရာလက်နက်များနဲ့အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီဖမ်းဆီးရမိခဲ့တဲ့ရဲ6ဦးဟာရဲအုပ်အောင်ခိုင်ရဲတပ်သားခေပေါင်းထွေးရဲတပ်ကြကြော်မင်းနိုင်ရဲတပ်သားကျန်းပြည့်ချမ်းသာရဲတပ်သားညွန်ဝင်း ရဲဒူးတက်ချက်အင်းမင်းတို့ဖြစ်တယ်လို့သိရပါတယ်။ဒံယာရရှိတဲ့ရဲတွေကိုကာကွယ်တပ်ဖွဲ့ကစေတဝန်ငံနဲ့စေတပ်ဖွဲ့ဝင်တွေကစေကူတပ်ပေးလျက်ရှိပြီးတော့စိုးရင်ဒံယာရရှိတဲ့နှစ်ဦးနဲ့ကြည်ထီမှန်တဲ့လေးဦးကိုကောင်းမွန်စွာထိန်းသိမ်းထားပြီးတော့အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ဝင်ကြီးဌာနရဲ့လက်ညွန်ချက်နဲ့အညီစစ်တုံးမှန်းထိန်းသိမ်းရေးဥပဒေနဲ့ဆက်လက်ပြီးတော့ဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီရဲတပ်သား6ဦးစီကနေပြီးတော့ G3 လေးလက်ကြီပေါက်လေးခု G3 G300 79တလက် 40မောင်းမကြီး10လုံး AK တလက်ကြီပေါက်2ခု G82 တောက် MA11 တလက်ကြီပေါက်2ပေါက် G400 တောက် BA94 တလက်ကြီပေါက်2ခု G252 တောက်လက်ပစ်ဘုံ2လုံးလက်ကင်ဖုန်း8လုံး power bank 1လုံးပတ်တီး2ခုဓမြောင်း2ချောင်းဓမီးတလက်ကြီကားအုပ်ထုပ်5လုံး point ဖက်နဲ့3ရံជីကာအင်ကြီးခွနထဲနာယီတလုံးငွေကျပ်3,4,450ကျန်တဲ့ဆက်ဆက်ပစ္စည်းတွေကိုတင်စီရရှိခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုမြိုင်ပကဖမြိုင် drone တပ်ဖွဲ့ဦးစီးပြီးတော့မြိုင်ပကဖအဖွဲ့ဝင်တွေဖြစ်တဲ့ Joker drone တပ်ဖွဲ့ဗာမတိပြောက်ကြားတပ်ဖွဲ့ပောက်ဘူလာရောင်တပ်ဖွဲ့ပောက်ဘူယိုမတပ်ဖွဲ့ပောက်ကင်ဒိုတပ်ဖွဲ့ပောက်ဘူဝင်းတပ်ဖွဲ့ပောက်အကြီးရဲဝင်းတပ်ဖွဲ့ပောက်ဦးကြီးတပ်ဖွဲ့တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြံဖတ်စိတ်ကောင်းဆောင်မင်းအွန်လိုင်းရဲ့မိမကျူကျူလာတာသမိနဲ့မြေးများဗကြံအတက်နဲ့ပြင်းဦးလယ်မှာရှိတဲ့စိတ်ကောင်းစီတကြံမန်းတဲ့တွေကိုလဲပတ်တဲ့အချိန်ဘူချုပ်တက်မမှုနဲ့ဗျူဟာမှုကတော်တွေကမင်းအွန်လိုင်းမိသားစုအတွက်အောက်ခြေသိမ်းအလုံများကိုလုတ်ကန်ပေးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဧပြီလ16ရက်နေ့ဗကြံအတက်နဲ့မင်းအွန်လိုင်းမပါဘဲ၎င်းရဲ့မိမကျူကျူလာတာသမိနဲ့မြေးများကပြင်းလွင်တက်နယ်မှာရှိတဲ့စိတ်ကောင်းစီတကြံမန်းတဲ့များကိုလဲပတ်ရမှာ ဘိုလ်ချုပ်တမမူဘိုလ်မူးချုပ်နဲ့ဘူဟာမူဘိုလ်မူးကြီးကတော်များကကျူကျူလှသားသမီးနဲ့မြေးများလဲပတ်ရာမန်ဒတ်တိုင်းကိုလိုက်လံပြီးတော့အောက်ခြေသိမ်းလောက်ကင်ပြုစုပေးခဲ့ရတယ်လို့သိရပါတယ်။ကျူကျူလှမန်ဒတ်ထိုင်နေတဲ့အချိန်၊ထမင်းစားချိန်၊ရေလောင်းတဲ့အချိန်တို့မှာရက်ခတ်ပေးရခြင်း၊ထမင်းခူးကျွေးရခြင်း၊ရေခွက်ကင်ပြီးတော့နောက်ကနေလိုက်ပေးရခြင်းများစတဲ့အောက်ခြေသိမ်းအလုံများကိုလောက်ကင်ပေးခဲ့ရတယ်လို့သိရပါတယ်။ပြည်ဦးလွင်မှာရှိတဲ့တမတော်တိတ်ပန်တဲ့သူတေသနနီးပညာဌာနချုပ်တတနာတက်က ဗိုလ်ချုပ်စိုးမြင့်မောင်ရဲ့မိန်းမတင်ကြီးတင်ကတခြားဗိုလ်မှူးချုပ်နဲ့ဗိုလ်မှူးကြီးများရဲ့မိန်းမများကိုဦးဆောင်ပြီးတော့ကျူကျူလှရဲ့ဝေယဝတ်ဆာများကိုလောက်ကင်ပေးခဲ့ရတယ်လို့သိရပါဗျ။ထိပ်ပိုင်းဗိုလ်ချုပ်မိန်းမများဟာတောက်ပြောင်စွာဝတ်ဆာဆင်ရင်နဲ့လက်ဝတ်ရတနာများကိုဝတ်ဆင်ခြင်းမပြုရပဲကျူကျူလှအတွက်အခိုင်းအစေများတပွဲဆောင်ရွက်ပေးခဲ့ရတယ်လို့သိရပါဗျ။တချို့မိမရဲ့ဝေယဝက်ဆာတယ်မဟုတ်ဘူးရတရာအတွက်လည်းဇပယ်ပန်းတီးပေးခဲ့ရတယ်ရတရာအရဇပယ်ပန်းကုန်းတကုံးမှာဇပယ်အပွင့်အသေး 960သိဖို့ညွှန်ကြားထားလို့ပြင်ဦးလွင်တက်နယ်မှာရှိတဲ့အရာရှိကြီးအရာရှိငယ်ကတော်တွေအားလုံးဇပယ်ပန်းတွေကိုဝိုင်းရှာရတယ်အဲ့ဒီဇပယ်ပန်းကုန်းတွေမှာတကွန်းကိုဇပယ်ပွက်960သိကြရတယ်အဲ့ဒါအပြင်တက်ချုပ်ဇနီးမန်တက်ထိုင်နေတဲ့အချိန်ရက်ခတ်ပေးရတယ်ခမင်းစားနေတဲ့အချိန်ရက်ခတ်ပေးရတယ်ရေလောင်းနေတဲ့အချိန်နောက်ကနေဖလားကင်ပြီးတော့ရေအစင်သစ်လောင်းနိုင်ဖို့အတွက်လိုက်ပေးရတယ်အဲ့ဒါအရာရှိကြီးငယ်ကတော်တွေအားလုံးလုပ်ပေးရတာလို့ ပြည်ဦးလွယ်မှာရှိတဲ့တမတော်သိပ္ပံနဲ့သူတေသနနီးပညာဌာနချုပ်တတနာတက်ကစစ်ဘက်သတင်းရင်းမြစ်ကပြောကြားထားပါတယ်အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကတော့အေပီလ14ရက်နေ့ညပိုင်းကပြည်ဦးလွယ်တမျိုးလုံးကိုရှော့တိုက်ဒုံးနေနဲ့ပြစ်ခတ်ခံရတဲ့အတွက်ကြောင့်ပြည်ဦးလွယ်တက်နဲ့ဒကြံမန်းတပ်များကိုလဲပတ်မဲ့အစီအစဉ်တွေကိုဖျက်သိမ်းခဲ့ပြီးတော့မိမကိုထားခဲ့ကကြောက်လန့်ပြီးတော့ပြည်ဦးလွယ်ကနေထွက်ပြေးသွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်မြောက်ပိုင်းမြို့နယ်မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်ထိုင်းနိုင်ငံတောက်ခိုင်ကိုထွက်ပြေးတိတ်ဆောင်နေကြတဲ့စစ်ဘေးရှောင်ဒုက္ခသည်အများစုဟာနေရက်ကိုပြန်နေကြပြီးတော့တချို့သောစစ်ဘေးရှောင်ဒုက္ခသည်တွေကိုထိုင်းနိုင်ငံဘက်ကအတင်းအကျပ်ပြန်လည်ပို့ဆောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AP လ22ရက်နေ့မနက်ပိုင်းကစတင်ပြီးတော့ထိုင်းနိုင်ငံဘက်အချမ်းမှာရောက်ရှိနေတဲ့စစ်ဘေးရှောင်ပြည်သူအများစုဟာမြောက်ပိုင်းဘက်ကိုပြန်လည်ထွက်ခွာနေကြတယ်လို့သိရပါတယ်။စစ်ဘေးရှောင်စခန်းတချို့ကိုထိုင်းဘက်ကပြန်လည်ရုတ်သိမ်းလိုက်ပြီးတော့ ဆက်လက်နေထိုင်လိုတဲ့စစ်ဘေးရှောင်တချို့ကိုလည်းမြောက်ဒီဘက်ကိုပြန်လည်ကူးသွားဖို့အတွက်ကားတွေနဲ့တင်ပြီးတော့ပို့ဆောင်မှုတွေရှိခဲ့တယ်လို့သိရပါဗျ။ကျွန်တော်တို့နေတဲ့စစ်ဘေးရှောင်စခန်းကလူတွေကို78ဂိတ်ကိုပို့ပေးတယ်။ပထမတော့စစ်ဘေးရှောင်တွေတဲကပဲစပြီးတော့ပြန်လာပါ။ထိုင်းဘက်ကအတင်းကျပ်ပြန်ပို့လာတော့မဟုတ်ဘူး။ဒါပေမဲ့ပြန်တဲ့သူတွေများလာတဲ့အခါကျတော့နေကျင်တဲ့သူတွေကိုပါကားပေါ်တက်ခိုင်းပြီးတော့ဆက်ရှိဂိတ်ကိုပို့လိုက်တာကျွန်တော်တို့ကထားတဲ့ဘုံကြီးเจ้าမှာအခုစစ်ဘေးရှောင်တွေမရှိတော့ဘူးစခန်းပိတ်လိုက်ပြီဆိုပြီးတော့ကားတွေနဲ့တခါတည်းတင်းသွားတာလို့စစ်ဘေးရှောင်ပြည်သူတို့ကပြောဆိုထားပါတယ် ဧပြီလ22ရက်နေ့တရက်ထဲမှာတင်မြဝတီကိုပြန်လဲထွက်ခွာသွားကြတဲ့စစ်ဘေးရှောင်ပြည်သူ2000ကျော်ရှိပြီးတော့စစ်ဘေးရှောင်ပြည်သူ900ဝန်းကျင်ကျော်သာထိုင်းဘက်အချမ်းမှာကြန့်ရှိတော့တယ်လို့သိရပါဗါးအဲ့ဒီစစ်ဘေးရှောင်ပြည်သူတွေဟာလဲလာမယ့်ရက်တွေမှာမြန်မာနိုင်ငံဘက်ကိုပြန်ဖို့အစီအစဉ်ရှိတယ်လို့သိရပါဗါဒီမှာနေရတာကနေရေးကအဆင်မပြေဘူးအိမ်သာကအဆတော်တော်ကိုခက်ခဲတယ်စားစရာနဲ့ရေကတော့ထိုင်းဘက်ကနေလာပေးကြပါတယ်ဟိုဘက်မှာကတိုက်ပွဲဖြစ်တယ်မကြားရရင်တော့ဒီနေ့တော်တော်များများပြန်ကြမယ်ထင်တယ်လို့ ခိုင်းနိုင်ငံမဲဆောက်နွားချံမှာခိုးလုံနေတဲ့စစ်ပေးဆောင်ပြည်သူတို့ကပြောဆိုထားပါတယ်။ဧပြီလ23ရက်နေ့မနက်ပိုင်းမှာမြောက်ရီဘတ်ချမ်းမှာပြစ်ခတ်တန်းတွေထွက်ပေါ်လာခဲ့တယ်လို့သိရပါတယ်။ဒီကနေ့မနက်6:00နာရီခွဲဝင်းကျင်အချိန်မှာပြစ်ခတ်တန်းတွေဇက်တိုက်ကြားနေရတယ်လို့သိရပါတယ်။ဒီကနေ့မှာထိုင်းဝင်ကြီးချုပ်ဆရက်တာတာဗက်ဆင်ကထိုင်းမြန်မာနယ်စပ်အခြေအနေတွေကိုလာရောက်ပြီးတော့စစ်ဆေးဖို့ရှိတယ်လို့သိရပါတယ်။မနက်6:00နာရီခွဲလောက်မှာပြစ်ခတ်တန်းတွေဇက်တိုက်ကြားနေရတယ်။ဘာမှပြစ်နေကြလဲတော့မသိဘူး။ မြေနီကုန်းဘက်အချမ်းကကြားရတာဆိုတော့မြောက်ရီမျိုးနဲ့အရန်နီးတယ်အချက်20ကျော်နေပြီတောင်းအောင်ဒတိုင်းတိုင်းနဲ့ကိုပြစ်နေတာလို့မြောက်ရီမျိုးကစီရေးတရင်အရင်မျိုးကပြောကြားထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တရင်ကတော့ကချင်ပြည်နယ်မိုးမောက်မြို့ပေါ်မှာရှိတဲ့လူနေရပ်ကွက်တွေကိုစစ်ကောင်စီကတိုက်လေရင်နေနဲ့ဘုံကျဲချခဲ့တဲ့အတွက်ပြည်သူ၄ဦးသေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AP လ22ရက်နေ့မနက်ပိုင်းကနေပြီးတော့မွန်လွယ်တန်တားရီဝင်းကျင်အချိန်ထိကိုစစ်ကောင်စီတပ်များနဲ့တော်လိုင်းတပ်ဖွဲ့တွေဟာ မိုးမောက်မြို့ပေါ်ခါနန်ရက်ကွက်မှာတိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့သိရပါတယ်အခုလိုဖြစ်ပွားတဲ့အချိန်မှာစစ်ကောင်စီဘက်ကတိုက်လေရင်နဲ့ဘုံကျဲချခဲ့တဲ့အတွက်ကြောင့်လူနေရက်ကွက်တွေအတွင်းကိုပောက်ကွဲမှုတွေဖြစ်ပွားခဲ့တယ်လို့သိရပါတယ်ခရီးရန်ဖျားချောင်းရှိမှလည်းဘုံပောက်ကွဲခဲ့ပြီးတော့လူနေအိမ်တချို့လည်းမီးလောင်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်မနေ့ကမနက်ပိုင်းကနေပြီးတော့မွန်လွဲတနါရီလောက်အထိကိုမိုးမောက်မြို့ပေါ်ခါနန်ရက်ကွက်မှာတိုက်ပွဲတွေဖြစ်တယ်အဲ့ဒီအချိန်မှာတိုက်လေရင်နဲ့ဘုံလာကျဲတယ်အဲ့ဒီအချိန်မှာစစ်ကောင်စီဘက်ကတိုက်လေရင်နဲ့ဘုံလာကျဲတယ် တိုက်ပွဲဖြစ်တဲ့နေရာရောပတ်ဝန်းကျင်နေရာတွေရောဘုံကျဲချတာအရက်သား၄ဦးပွဲချင်းပြီးတိုက်ဆုံးတယ်ဖះเจ้าရှိဘုံပေါက်ကွဲတာမှာအိမ်တချို့မီးလောင်ပျက်စီးမှုရှိတယ်ဒဏ်ရာရတဲ့သူတွေလည်းရှိပါတယ်ပြည်သူတွေကတော့စစ်ဘေးလွတ်ရာကိုပြေးနေကြရတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်လက်ရှိမှာစစ်ကောင်စီနဲ့ KIA ဦးဆောင်တဲ့တော်လိုင်းတပ်တွေကြားမှာစီရင်အခြေအနေတင်းမာနေပြီးတော့မိုးမောက်မြို့သိမ်းတိုက်ပွဲဖြစ်ပေါ်လာမဲ့အခြေအနေရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးတရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။